980တင်ငါငါအဲ့တော့ကျမနဲ့နေတဲ့နေရာရန်ကုန်မြို့နေထိုင်တဲ့ကျမမိတ်ဆွေများကတော့ကျမထံမှာလာရောက်လူကိုယ်တိုင်နင်းမြဲကျင်တယ်ဆိုလို့ရှိရင်တော့ကျမကဟောကန်းနဲ့တကွဟောပြောနေပြန်ဟောပြောနေတာဖြစ်ပါရဲ့ဒါကြောင့်ကျမထံမှာလာပြီးတော့ဆွေးနွေးနိုင်ပါတယ်နော်လူကိုယ်တိုင်တခုတော့ရှိတယ်လူကိုယ်တိုင်လာရောက်ဆွေးနွေးတဲ့အခါမှာကြိုပြီးတော့တရေကြိုပြီးတော့ကြိုတင်ပြီးတော့ဘုကင်ယူပြီးတော့မှစာရင်းပေးတွင်ရမှာဖြစ်ပါတယ် ါဆိုရင်ရပါပြီเนาะအဲ့တော့တက္ကစံဖရာမြောက်ဖက်မုံယေဒနာလမ်းမပေါ်တင်ကန်းကျုံဘက်မှာရှိပါရဲ့တက္ကစံဖရာပါเนาะလာမယ်ဆိုလို့ရှိရင်ကြိုပြီးတော့ဖုံးဆက်ပေးရမှာပဲအဲ့တော့ဒီဆယ်လာပိုင်းမှာဆိုလို့ရှိရင်စနေသားသမီးများကအချိန်ရင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်နှောက်နေရတတ်ပါတယ်စိတ်နှောက်ရှင်လေးတွေဖြစ်ပေါ်လာတတ်ပါတယ် မတီးကြမရင်ရတဲ့အခြေအနေတစ်ခုကိုပြတ်တန်းနေရပါလိမ့်မယ်။အိမ်တော်ကြီးမှာကြတော့အတိုက်ခံနေအပြူတဘောမျိုးလေးတွေ့ကြုံရမှာဖြစ်ပါတယ်။အိမ်တော်ကြီးကိုအထူးကယူစိုက်ပေးပါ။မထင်မှတ်ပဲနဲ့အပြောင်းလဲအကြီးကြီးမားမားကိုဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒီဆယ်လာပိုင်းမှာ စနေသားသမီးတွေအလွန်ကံကောင်းတယ်လားလို့ပြောလို့ရပါတယ်။ကံမကောင်းလို့ပြောတဲ့သူကတော့တေးကြပါတယ်။သူတို့ကအလောင်းအစားတွေအပျော်ပါးတွေ ျော်မွေ့နေတဲ့သူမျိုးသားဖြစ်ပါလိမ့်မယ်။အလုပ်ကိုတက်တက်မဲမဲလုပ်ပြီးတော့ဘာသာရေးကိုမေ့လျော့နေတဲ့သူများသားဖြစ်ပါလိမ့်မယ်။ဒီကာလမှာစနေသားသမီးတွေဒီနှစ်ကိုကအလွန်အလွန်ထူးခြားတဲ့နှစ်ဖြစ်ပြီးတော့မှအလွန်ကိုကန့်အခွင့်လန်းနေကောင်းမွန်တဲ့နှစ်လည်းဖြစ်တယ်လလည်းဖြစ်ပါတယ်။အဲ့ဒီလိုလမျိုးမှာစနေသားသမီးတွေကမိမိတို့ရဲ့ကံကိုမှီပြီးတော့စုပ်ကင်ပြီးတော့မှ မိမိတို့ကပြုလုပ်ဆောင်ရရမှာဖြစ်ပါတယ်။ကျွန်မပြောချင်တာကကိုကကံကောင်းခြင်းနဲ့ကံကလည်းကိုယ်မျက်နှာသာပေးနေပြီဆိုရင်အဲ့ဒီကံပေါ်မှာကိုကညောမလိုက်ပဲနဲ့အောက်ချီခိုင်မအောင်လို့ဒိဋ္ဌန်နေဝင်မယ်ဘာသာရေးတွေဖိလုပ်မယ်နော်ဒီလိုကာလမှာကိုကိုကိုလည်းပြောင်းလဲယူရမယ်ဒါဆိုရင်ကျမတို့ စနေသားသမီးများဟာတေချာပေါက်ကံကောင်းတဲ့သူတွေဖြစ်ပါလိမ့်မယ်။အဲ့တော့ဒီကာလမှာစနေသားသမီးတွေအရန်အရန်ကိုကံကောင်းတဲ့လတလဖြစ်ပါတယ်။အဲ့ဒီလိုပြောလို့အလုံးစုံကြီးရတော့ကံမကောင်းနိုင်ပါဘူး။ကျမကပြောသလိုပဲအချစ်ရေးမှာအနည်းငယ်တိုက်ခတ်စိတ်နောက်ရှက်ကလေးတွေတွေ့မယ်။အိမ်နောက်ကြီးမှာတိုက်ခတ်အပြိုင်ဆိုင်ကြီးနဲ့တွားနေရမယ်။အပြုတ်တော်မျိုးတွေရှိတယ်၊စကားများမယ်၊ရန်ဖြစ်မယ် ဒီလိုပုံစံမျိုးနဲ့အိမ်တော်ကြီးကိုဖျက်တမ်းရမယ်ကာလာလည်းဖြစ်ပဲဒါကိုကိုကသိထားမယ်ဂယုဆိုင်မယ်စင်ကျင်မယ်ဆိုလို့ရှိရင်တော့ခုနကကျမပြောတဲ့အတိုက်ခံလေးတွေကြုံကျင်မှလည်းကြုံရမှာဖြစ်ပါတယ်ဒါကိုကျမပြောပြတာပါနော်အဲ့တော့စနေသားသမီးများဒီကာလာမှာဆိုလို့ရှိရင်မင်္ဂလာကိစ္စပြုလို့ဆောင်ရွက်ရတတ်ပါတယ်အပြုလူလူဆိုရင်တော့တေချာဘောက်ကိုအိမ်တော်ကြလည်းရှိပါတယ်နော်အိမ်တော်ကြတတ်ပါတယ် မျက်နာပွင့်မဲ့စမ်းပွင့်တဲ့ကာလတစ်ခုလေးဖြစ်တယ်အဲ့တော့ဒီကာလမှာစနေသားသမီးတွေအိမ်အောင်ကြခင်းရှိတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်နော်အဲ့တော့ကိုယ့်ရှိမှာတရားစစ်နဲ့ပတ်သက်တဲ့စပ်ပစ္စည်းတွေအစ်စ်တွေဝင်လာတတ်တယ်နော်နောက်တစ်ခုကစိတ်တဲ့ပစ္စည်းတွေပါဝင်လာတတ်ပါတယ်ဆရာသမားတို့ပုံကုတ်မှုအထက်လူကြီးတို့ပုံကုတ်မှုတွေကကိုယ့်ဒီကာလလေးမှာထူးထူးခြားခြားအရေးပေးဆက်ဆံတာမျိုးတွေတွေ့ရတတ်ပါတယ် ကိုယ့်ရဲ့လုံဆောင်တဲ့လုံဆောင်နိုင်တဲ့အခွင့်အလမ်းတွေပေါ်ပေါက်လာတတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ဒီကာလအရန်ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကာလလေးမှာစနေသားသမီးတွေကကိုယ့်ရဲ့မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားပါမိဘကိုကြော့ပါအပြစ်တွေကိုဝန်ချတောင်းပန်ပါဒီကာလမှာအရေးကြီးတဲ့တန်တရားဖြစ်ပါတယ်အရေးကြီးတဲ့ကာလလည်း ဖြစ်ပါတယ်ကိုယ့်ရဲ့မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားရမယ်နှစ်ဖြစ်ပါတယ်ကာလဖြစ်ပါတယ်နောက်တစ်ခုကိုယ့်မိဘကိုညှို့ညင်အောင်လို့ကိုကပြောမှဆိုမှမဖြစ်အောင်လို့တတိလေးထားပြီးဆက်ဆံမယ်ဆိုရင်ကိုယ့်ရဲ့အလုပ်တွေကပုံမူပြီးတော့အကျိုးရှိစေပါတယ်ပုံပြီးတော့လေကောင်းလာစေပါတယ်အဲ့တော့ကိုယ့်မိဘစိတ်နှစ်တက်တဲ့အရာလေးတွေနော်ကိုကဝယ်ဝါပြီးတော့လက်ဆောင်ပေးတာကတော့တာမျိုးတွေပြုလုပ်ပေးပါမိဘကိုကြူးမွေးဆောက်ရှောက်ပါ နောက်တစ်ခုပြောချင်တာကတော့ဒီနှစ်မှာစက်တူလုပ်ငန်းတွေဒီကာလမှာစက်တူလုပ်ငန်းတွေအောင်မြင်ပါတယ်အကျိုးပေးပါတယ်အဲ့တော့စက်တူလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်မအနေနဲ့သူပြောချင်တာကစနေသားသမီးများစနေသားသမီးရေအင်္ဂါသားသမီးတောက်ကြသားသမီးကြာသားပြီးသားသမီးအဲ့လိုသားသမီးများ ਨੇ စက်တူစည်းဝါးတွေလုပ်မယ်ဆိုရင်ကံကောင်းတက်ပါတယ်အဲ့တော့ဒီနှစ်ဒီကာလလေးမှာစနေသားသမီးများခရီးနဲ့ပတ်သက်တာတွေအလုံးအလုံးကောင်းပါတယ် မရဘူးခရီးတွေတွားရတတ်ပါတယ်အဲ့တော့ကိုယ်အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ခရီးမျိုးတွေထွက်ရတတ်ပါတယ်နိုင်ငံရေးသားခရီးမျိုးတွေတွားဖို့ရည်ရွယ်ထားတယ်ဆိုရင်ကောင်းပုံပါတယ်တွားရတတ်ပါတယ်ဆက်တွေကောင်းတယ်ရရှိပါလိမ့်မယ်ဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်တော့ຢາລູຈີຈີມາມາດີຢາຊິຕັດပါတယ်ອລົກນິຍາດີປ້ອງຊື່ຄັນຢາຕັດပါတယ်ຄູ່ຍແອລົກມາອະຈີແກຍະນະຕາດີປີ້ລາຕັດပါတယ်ນောက်ຕະຄູ່ວ່າຄູ່ຍປິຊີດີຕັ້ງບໍ່ຊິແດອຍາດີປຽຊີສົ່ງຊົງຕົວລູ စိတ်တော့ကရောက်ရှိနေတာရှိရဆိုလို့ရှိရင်စိတ်မပူပါနဲ့ဒီကာလလေးမှာအဲ့ဒီအတိုင်းကိုပြန်ရတာတက်ပါတယ်အဲ့တော့လက်ဆောင်ပစ္စည်းတွေရရှိရရှိတက်ပါတယ်ဝင်လာတက်ပါတယ်အဲ့တော့စနေသားသမီးများမမျော်လင့်မယ်နဲ့ဒီကာလလေးမှာအခြေအနေတစ်ခုကိုရရောက်ရှိသွားတက်ပါတယ်အဆင်မပြေတဲ့အခြေအနေကနေပြီးတော့ရုတ်တရက်ကြီးဝုန်းကနေအဆင်ပြေသွားတာမျိုး နော်လက်ရှိဟိုကတမန်အနေထားတစ်ခုကနေပြီးတော့ပုံမကောင်းမှုနဲ့အနေထားတစ်ခုကိုရောက်သွားတာမျိုးကြီးဒီကာလမှာတည်ကြတော့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်ဒီမအနေနဲ့ဗာရာကြီးကိုဒီကလုပ်ပေးပါ။နောက်တစ်ခုပြောချင်တာစန္ဒီသားသမီးတွေအသက်44နှစ်ကြာရောက်နေတဲ့စန္ဒီသားသမီးတွေကအထူးခရုဆက်ရမယ်။နော်။ဒီမပြောရတဲ့အားနဲ့အခုကြည့်နေတဲ့ဒီမအသက်44နှစ်စန္ဒီသားသမီးတွေပါတယ်ဆိုရင်လူမှုရေးကိစ္စတွေရှောင်ပါ လိုက်တာအလုပ်ဒီရှောင်းပါနေရတကဝင်ပါတာမျိုးတွေနေရတကဆက်စုတာမျိုးတွေနေရတကကွာဆက်ရလောက်တာမျိုးတွေရှောင်းပါနေရတကကိုကူညီပေးတာမျိုးတွေလည်းရှောင်းပါဘာကြောင့်လဲကို့မှာလာပြီးတော့ခုခင်းနေဖြစ်တတ်ပါတယ်ဒီ54နှစ်ကာလဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအမှုခင်းပြဿနာကြီးဝင်ရောက်လာတတ်ပါတယ်ဒါကြောင့်ကိုကငြိမ်ငြိမ်လေးနဲ့နောက်ဆုတ်ပြီးတော့နေပြီးလိုက်ပါအဲ့တော့ ကျမကြီးလည်းရုပ်တရက်ညံ့တက်ပါတယ်เนาะအသက်54နှစ်ဒီသားကြီးများဆိုလို့ရှိရင်ကျမကြီးညံ့တက်ပါတယ်အဲ့တော့အဲ့လိုမဖြစ်အောင်လို့ကျမတို့အိုးအကြီးကြီးတစ်လုံးပေါ့ကိုယ့်အိမ်မှာရှိတဲ့အိုးကြီးကြီးတစ်လုံးထဲမှာတောက်စတိခဲအနည်းငယ်ထည့်ပါเนาะတောက်စတိခဲအနည်းငယ်ထည့်ပြီးွားလို့ရှိရင်အိုးလို့လည်းရတယ်ညီအိုးအလိုပေါ့เนาะတောက်စတိခဲအနည်းငယ်ထည့်ထည့်ပြီးွားရင်ကျမတို့တောက်ကြံနေညနေစောင်းပေါ့၃နာရီ နောက်ပိုင်းပေါ့နော်၄နာရီလည်းရ၅နာရီလည်းရ၆နာရီလည်းရ၃နာရီနောက်ပိုင်းမှာချောင်းလုံးမြစ်တို့ငါးဒဏ်နေခံစီမမတင်းတင်းပြောပြီးတော့ပြစ်ပေးလိုက်တာဒါဆိုရင်ကိုယ့်ရဲ့တန်လေးကိုကောင်းသွားပါလိမ့်မယ်အဲ့တော့ဒီကာလအလွန်ကောင်းတဲ့ကာလလို့ပြောထားပါတယ်ကိုကအဓိကလုပ်ပေးရမှာကျမမိတ်ဆွေများဖျားဘူးခီးထွက်ပါအတိတ်ထံဝင်ပါမွေးနေ့ဝေးရမှာတတ်တတ်လို့စားပါအိပ်ရာပြောင်းအိပ်ပါ နကုတ်အိတ်နေတာအိမ်ငန်းထဲမှာအိတ်နေတယ်ဆိုရင်မွေးနေတိုင်းမှာဖျားကန်းကိုထွက်အိတ်ပေးပါဒီလမှာเนาะဒါမျိုးလေးကိုပြုလုပ်ပေးပါနောက်တက်ကြီးရွယ်အိုစေဝါတက်စာလှူတာမျိုးကြီးစံစီစေစာလှူကန်းတာမျိုးပေးကန်းတာမျိုးစုံကျဲတာမျိုးကြီးပြုလုပ်လို့ရပါတယ်အဲ့တော့ဒီကာလလေးမှာမိမိတို့အနေနဲ့ပြဿနာတစ်ခုခုကြုံတွေ့ရပြီဆိုရင်တင်းငုံနေနေမှာတင်းငုံနေနေမှာအုံးသားပါကိုယ့်ရဲ့နာမည်လေးရေး အုံးသားမှာကိုယ့်ရဲ့နာမည်လေးရေးပြီးတော့မှငါတန်ငင်ခံစီလို့ပြောပြီးတော့ရေညှောပစ်လိုက်ပါနော်ရေညှောပစ်လိုက်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကိုယ့်ရဲ့မိရင်းနဲ့ကျမကြီးညံ့နေတယ်ဆိုလို့ရှိလို့ရှိရင်တော့ငှက်တူ ကြက်တူအစာကျွေးပြီးတော့ဆူတောင်းပေးလိုက်ပါနော်ငှက်တူကြက်တူအစာကျွေးပြီးတော့ဆူတောင်းပေးပါနောက်ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေအင်တာဗျူးကိစ္စတွေစာပွဲကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြတော့ကျမတို့ ဇပယ်ပန်းရှိကိုရွှေနာကိုပကံလေးမှာပတ်ချတယ်စက်ဝိုင်းပုံစံမျိုးလေးတင်ထားပြီးမှအလဲကောင်မှာစီမီကွက်လေးထည့်ပါကိုစားတဲ့စီလေးကဘာစီဖြစ်ဖြစ်ရ